လာပါရှင်။တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒေါ်ဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တနင်္လာရီကစာတင်ကြောင်းတွေမှာတင်ထောက်ကူပစ္စည်းဝယ်ယူဖို့ခက်ခဲနေတဲ့သတင်း။ပလောမှာစစ်ကောင်စီစစ်ကြောင်းနဲ့တော်လန်ရေးတပ်တို့တိုက်ပွဲဖြစ်တဲ့အကြောင်း။ရေဖြူမြို့နယ်မင်းသားအုပ်စုမှာတိုက်ပွဲထပ်ဖြစ်ပြီးစစ်ရေးပြန့်တင်းလာနေတဲ့အခြေအနေ။ ထောက်ပို့ချီတတိယစုစက်သိန်းတရာကိုထိုင်းအောင်မြန်မာရွှေပြောင်းလောက်သားတူကန်ထူတဲ့အကြောင်းစတဲ့တဲ့င်းတွေကိုနားဆင်ရမှာပါရှင်ဒီကနေ့ရပထမဆုံးတဲ့င်းတစ်ပုတ်ကတော့တနင်္လာရီမျိုးနဲ့အတွင်းတော်လန်ရင်တက်ထိန်းချုပ်နယ်မြေမှာရှိတဲ့စာတင်ကျောင်းတွေမှာစစ်ကောင်စီကတင်သွင်းတန်ဆောင်ခွင့်ပိတ်ထားတဲ့တင်ထောက်ကူပစ္စည်းတွေဝယ်ယူရခက်နေပြီးအခက်တွေ့နေတယ်လို့ဆရာဆရာမတွေစီကသိရပါတယ်။တည်င်းအပြည့်အစုံကိုဒိုဝဲဝက်ရှိုင်းတော်သားတို့ကပြပြပေးသွားမှာပါရှင်။ င်းတိုင်းမြို့နယ်တွင်တော်လိုင်းရင်ထိချုပ်နေမိမှာရှိတဲ့အစာတင်ကြောင်းတွေမှာစစ်ကောက်စီကတင်သွင်းတက်ဆောင်ခွင့်ပိတ်ပေထားတဲ့တိထောက်ခုပစ္စည်းတွေဝယ်ယူရအခက်ခဲပြီးအခက်တွေ့နေရတယ်လို့ဆရာဆရာမတွေစီကတရားပါတယ်။အခုနဲ့ဇန်နဝါရီလအစောပိုင်းကစလို့တိထောက်ခုပစ္စည်းတွေကိုစစ်ကောက်စီကတင်သွင်းခွင့်ပိတ်ပင်ထားတာပါ။ကြောင်တွေမှာတိထောက်ခုပစ္စည်းအလုံးလောက်မရှိလို့ဝါစက်ကူနဲ့ဘူးခေါတွေကိုအစားထိုးတုပ်ပြနေရတယ်လို့တိုင်းတိုင်းမြို့နယ်ထဲကဆရာမတအူးကပြောပါတယ်။ တနေသားရီမြို့နယ်အတွင်းပြည်သူအခြေပြုကြောင်း40ကျော်ထက်မနည်းရှိပြီးကျောင်းသူကျောင်းသား8000ကျော်ပညာသင်ယူနေခဲ့တာပါတနေသားရီမြို့နယ်ထဲဆက်ကျောင်းထိုးလာတဲ့စကောက်စီတပ်သားတွေဟာစာသင်ကျောင်းတွေမှာစခန်းချနေထိုင်ကြပြီးတင်ပုံကြီးအပအဝင်တိထောက်ကူပစ္စည်းတွေကိုဖျက်ဆီးသွားတယ်လို့ဆိုပါတယ်စာသင်ကျောင်းအပအဝင်လူစုလူဝေးရှိတဲ့နေရာတွေကိုစကောက်စီတပ်ကလေကျောင်းတိုက်ခိုက်တာတွေ လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက်ဘေးအန္တရာယ်ကင်းစင်ရေးအစီအမံဆောင်ရွက်နေချိန်ပြည်သူ့အခြေပြုကြောင်းတွေကိုယာယီရနာထားဖို့အင်မြူးကြီးကမေလ25ရက်နေ့မှာညွှန်ကြားထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပလောမြို့နယ်တဘူကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တို့ဇွန်လ2ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မိုးလနှစ်နာရီလောက်မှအင်အားတရာဝန်းကျင်လောက်ပါတဲ့စစ်ကောင်စီတပ်ဟာစစ်တော်ရဲ့ဂျေးရွာဘက်ကနေစစ်ကြောင်းထိုးလာခြင်းတော်လှန်ရေးပူးပေါင်းတပ်ကတိုက်ခိုက်လို့တနအီဝန်းကျင်ကြားတိုက်ပွဲဖြစ်ပွားခဲ့တာပါတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကထိခိုက်သိမ်းဆုံးမှုရှိတယ်လို့သိရပြီးတော်လှန်ရေးပူးပေါင်းတပ်ဘက်ကထိခိုက်မှုမရှိဘူးလို့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်လက်ရှိမှာတိုက်ပွဲဖြစ်တဲ့နေရာတဝိုက်ကိုတော်လှန်ရေးတပ်တွေကနေမြေရှင်းလင်းတာမှာစစ်ကောင်စီတပ်ကတိုက်ခိုက်မှုရှိလို့စစ်ကူတထားတဲ့အနေအထားတွေတွေ့ရတယ်လို့ဆိုပါတယ်။ လောမျိုးနဲ့ပကဖပြန်ကြားရေးတာဝန်ခံကလည်းတိုက်ပွဲဖြစ်တာမှန်ပြီးအသေးစိတ်အကြောင်းအရာကိုမသိရသေးဘူးလို့ဆိုပါရယ်စစ်ကောင်စီတပ်စစ်ကြောင်းကို NUG ရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နဲ့ပလောပကဖတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တချို့စီကသိရပါဗျပလောမျိုးနဲ့တပူရွာနဲ့ဆက်တော်ရွာဝန်းကျင်မှာအခုနှစ်စံပိုင်းကစစ်ကောင်စီတပ်နဲ့တော်လိုင်းရေးတပ်တွေအကြားတိုက်ပွဲပြင်းထန်ခဲ့ပါရရှင်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရေဖြူမြွတ်နယ်ကံပေါက်ဒေသမင်းသားကျေးရွာအုပ်စုဆင်ဆယ်ရာနားမှာဇွန်လ2ရက်နေ့ကစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပြီးစစ်ရေးပြန်တင်းမာနေတယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေစီကသိရပါဗျာ။သတင်းအပြည့်အစုံကိုဒဝဲဝါရှိုင်းဒေါ်သားတို့ကပြောပြပေးသွားမှာပါရှင်။ရေဖြူမြွတ်နယ်ကံပေါက်ဒေသမင်းသားကျေးရွာအုပ်စုဆင်ဆယ်ရာနားမှာဇွန်လ2ရက်နေ့ကစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြားထိတွေ့တိုက်ပွဲဖြစ်ပြီးစစ်ရေးပြန်လည်တင်းမာလာနေပါတယ်။ စင်စရောမှာအခြေချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပြူစောထီတွေကိုတော်လိုင်းရင်အားစုတွေကတွားရောက်တိုက်ခဲ့တဲ့အချိန်လမ်းမှာထိထိတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်ဧပြီလ20ရက်ကဖြစ်ခဲ့တဲ့မင်းသားရွာတိုက်ပွဲပြီးစင်စရောမှာစစ်ကောင်စီတပ်အင်အား60လောက်တပ်ဆွဲထားပါတယ်အဲ့ဒီပြင်လက်နက်ကြီးပစ်ကူဖို့ရေဒါတင်ပေါ်ကလည်းဟေးဆဲချောင်းဝပင်လယ်ပြင်မှာနေရာယူထားသေးတယ်လို့တော်လိုင်းရင်အားစုတွေကပြောဆိုပါတယ်ဇွန်လ2ရက်နေ့မှာထိတွေ့တိုက်ပွဲထမ်းမဖြစ်တော့ပေမဲ့ ဇွန်လ3ရက်နေ့ညပိုင်းမှာတော့လက်နက်ကြီးပစ်တံတွေကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါကြောင့်ရွာထဲပြန်သွားနေကြတဲ့ရွာသားချို့ထပ်မံထွက်ပြေးတိရှောင်ခဲ့ကြရပါတယ်။ပလတ်တတိယပတ်ကနေဇွန်လ3ရက်ရေဖြူမြို့နယ်မင်းသားအုပ်စုမှာတိုက်ပွဲလင်းကျိတ်ထဲမှနေဖြစ်ပွားခဲ့ပြီးမင်းသားအုပ်စုရဲ့ပတ်ဝန်းကျင်ခြေရွာတွေကဒေသခံထုံချီစစ်ပေးရှောင်နေကြရပါတယ် ဒီကနေ့နားဆင်ရမယ့်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့တော်လှန်ရေးအင်အားစုတွေစီစဉ်တဲ့ထောက်ပို့ထီ18ကျင်းမြောက်ထီဖွင့်ပွဲမှာစုကြီး3စုထဲကတတိယစု7သိန်း100စုကိုဒဝဲခရိုင်ပြည်သူ့ကောက်ကွယ်ရေးတပ်မတော်အမှတ်1တပ်ရင်းရဲ့ထီကိုစလဲအဖွဲ့မှာကန်ဆမ်းမဲထိုးထားတဲ့သူတဦးကန်ထူးခဲ့ပါတယ်ကန်ထူးသူဟာထိုင်းရောက်ရွှေပြောင်းမြန်မာလို့သားတူဖြစ်တယ်လို့ဒဝဲခရိုင်အမှတ်1တရင်ရဲ့ဘန်နံဝေလျှောက်ဖွေရေးလူမှုကွန်ရက်ဆောင်မြင်တာဖြစ်တဲ့ဝိုင်းတွန်းစုအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောပါရယ် ဝိုင်းတွန်းစုအဖွဲ့မှာထိထိုးထားတဲ့ထီလက်မှတ်တွေထဲမှာတတိယစုအပြင်စုငယ်40နီးပါးလဲကန်ထူးခဲ့တယ်လို့အဲ့ဒီအဖွဲ့ကကြေညာထားပါတယ်ဆယ်ကျင်းများထောက်ပို့ထီဖွင့်ပွဲမှာလဲပထမစုကိုတဝဲခရိုင်တရင်တက်ကရဲဘော်တအုပ်အတွက်အမဖြစ်သူထိုးထားတဲ့ထီလက်မှတ်နဲ့ပထမစုကန်ထူဖို့တဲ့အတွက်တရင်အနေနဲ့စုကြီးကန်ထူနေတာနှစ်ကျင်းရှိပြီလို့ဝိုင်းတုံးစုအဖွဲ့စီကသိရပါဗျာ။ ၁၈ချိန်မြောက်ထောက်ဖို့တီးဖွင့်ပွဲမှာထီကိုဇလက်အဖွဲ့300ကျော်ကရောင်းချထားတဲ့ထီလက်မှတ်အဆောင်ရေ7သိန်းကျော်ထဲကစုကြီး3စုအပါအဝင်ပေါင်မဲ3530စုချီးမြှင့်ခဲ့တယ်လို့ထောက်ဖို့တီအဖွဲ့ကထုတ်ပြန်ထားပါဗျ။တဆောင်ကိုမြန်မာငွေကျပ်2000လုံးနဲ့ရောင်းချနေတဲ့ထောက်ပို့ ठी ကိုထီကိုဇလဲတွေကနေတဆင့်တော်လိုင်းအင်အားစုတွေစိုးမိုးနယ်မြေတွေမှာရောင်းချနေသလိုထောက်ပို့အဖွဲ့တွေကနေတဆင့်ပြည်ပနိုင်ငံတွေနဲ့အွန်လိုင်းတို့ကနေရောင်းချနေတာဖြစ်ပါတယ်။ ထောက်ပို့ထီကိုလစဉ်နှစ်ရက်နေ့တိုင်းတိုက်ရိုက် ထုတ်လွှင့်ပြီးထိပွင့်လေရှိပါရဲ့ရှင်အခုလိုတင်းင်းသားရဲ့တည်င်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါရဲ့ရှင်မြန်မာနိုင်ငံသားများကပ်ပေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့တော်ဝဲဝရှိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။